ဓမ္မနန္ဒဝိပဿနာရိပ်သာတည်ထောင်ဖို့ရန်အတွက်သဒ္ဓါပြုပွင့်ဉာဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးပါရထူတန်းပေးကြသောအလူရှင်များမှာနိုဝင်ဘာ30ရက်နေ့ခါကြောက်ခဲ့သောမွေးနေ့အားရည်သူရည်မှန်းပြီးတော့ရန်ကုန်မြို့နယ်မမိုးကွင်းဖြူမှတသိန်းကျပ်အော်စတြေးလျနိုင်ငံနေဒေါ်နီနီမော်မှသုံးသိန်းကျပ်တန်သင်ငန်းတစ်စုံမတ်တင်စာဝင်းမှနှစ်သိန်းကျပ်ကုမျိုးသူရမိသားစုမှနှစ်သိန်းကျပ်ဒေါ်နန်းဒေါ်နန်နီမိသားစုမှ၄တောင်းကျပ် တဘောတကနာကြုံရင်သွားသောဖခင်ကြီးဦးစန်းထေးအားရည်သူရည်မှန်၍ကိုနိုင်လဲမှ6000ကျပ်ဒေါ်တနာကျော်မှမိခင်ကြီးဒေါ်ခန်းတင်အားအမှုထားဥထိပ်မှပန်းစင်ပြီးတသိန်းကျပ်ဦးကျော်မင်းသူဒေါ်တင်ကြော့ခိုင်တမီးမတ်ဖြူဖြူခိုင်မိသားစုမှဓမ္မနန်တော်ဝိပဿနာရိတ်တာတီထောင်ဖို့ရန်သာသနာ့မြေအတွက်နှစ်သိန်းကျပ်ကိုထုံးမင်းနှင့်ညီကိုမောင်နှမမိသားစုပေါင်းစု၍လစဉ်အလိုတော်ငွေအဖြစ်1000ကျပ် အင်းမာမြို့ပန်းတနော်ဧရာဝတီဒေသကြီးပန်းတနော်မြို့နယ်အင်းမာစံပြန့်ကြီးရွာကိုဇော်လင်းဦးမတ်တင်တင်လှိုင်တမီမတ်မို့မို့ဇော်ဝင်မတ်မေတ္တံမို့လို့မိသားစုမှဓမ္မနတော်ဝိပဿနာရိပ်တာတည်ထောင်ဖို့ရန်တဲ့သာသနာ့အမည်အဖြစ်မတ်တဲ့လူတော်ငွေ30ကျပ် ။အေယဝိဒဒေသကြီးဘန်းတော်တော်မြို့နယ်အင်းမာဆံမြကြေးရွာဦးဟုတ်ရွှေဒေါ်တင်တင်မိသားစုမှနှစ်သိန်းကျပ်။၎င်းအေယဝိဒိုင်းဘန်းတော်တော်မြို့အင်းမာဆံမြကြေးရွာ နေရွာသူရွာသားများနဲ့အများပေါင်းစုကောင်းမှု၍ပေါင်းစုရဲ့လူတော်ဖြစ်ဓမ္မတော်ရိတ်တာတီထောင်ဖို့ရန်အတွက်သာသနာ့မြေလူတော်ဖြစ်35သိန်းကျပ်။ ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်ဆက်ဖြစ်သောကဆူဘေးတို့အန္တရယ်တို့ယောဂါတို့အမျိုးမျိုးကင်းစင်လွင့်ပြောင်းပြီးဤဝဤခန္ဓာနဲ့ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုပ်ငြိမ်းရန်ဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါသည်ထိုမှတပံတဘောတခန္ဓာချုပ်ငြိမ်းသွားသောဥစ္စံထေသည်ဤကုသိုလ်အားကြံတိ၍အကယ်၍နေကြသောဘုံဘဝဘုံဌာနတိတို့ရောက်ရှိနေညံ့အပ်ဤကုသိုလ်အားပြန်လည်ကံတာတို့ခေါ်နိုင်၍မြင့်မြတ်သောဘုံဘဝဘုံဌာနစီတို့၎င်းအကယ်၍ ဒီကနေ့သောအခါကာလ၌မသိမတဲ့နှလုံးသွင်းမြင်ဉာဏ်အမရောက်ရှိကောင်းသောဘုံဘဝဘုံဒါနသည်သို့ရောက်ရှိနေဉာဏ်အယနေ့ယခုကြံရင်သောမိသားစုတို့မှပြုလုပ်ပေးဖို့အပ်သောကုသိုလ်ကောင်းမှုတို့အားကြားသည့်၍သာဓုခွန်နာ၍တော်၎င်းအမမတရတဘာဘသောတန်ဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့်ရွှေမျိုးမိသင်ကအပေါင်းတို့မှပြုလုပ်အပ်သောကုသိုလ်ကောင်းမှုတို့အားသာဓုခွန်နာ၍တော်၎င်းမိမိပြုလုပ်အားထုတ်ခဲ့ဖို့သောကုသိုလ်ကောင်းမှုအစုစုတို့အားပြန်လည်ကမှတ်ရ၍သာဓုခွန်နာ၍တော်၎င်း သာဓုခေါ်ဆိုနိုင်ပြီလေနိဉ္ဇသောဘုံဘဝဗုဒ္ဓနာစီမှရောက်ရှိနေညာဤကုစုတို့အားသာဓုခေါ်နိုင်ပြီလေမြင့်မြတ်သောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိပါစေဟုဆိုတော်သမှုအာယုံပြု၏ဤကုစုအားသာဓုခေါ်နိုင်ကြပါစေ။ဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပယာသာတံပွန်တိဒါကတော့ပရိစ္ဆေသောပတ်ရဲ့အနုလောမနောက်တစ်ခေါက်ကကြာတော့ဒုက္ခပရိဒေဝဒုက္ခဒေါမနတ ဥပါယာဇာဒုက္ခဒေါမနတုပါယာဇာနိရုံစန္တိဒါကတော့ပရိသတ်တော်ဘတ်ရဲ့ပါဠိတော်မှာလာတဲ့အနုလောမနဲ့ပရိလောမပေါ့အနုလောပရိလောမဒုက္ခချုပ်ရနဲ့ဒုက္ခဆက်ရနှစ်ခုပြတယ်။တန်ဖိုးနေကြတော့ဒုက္ခတွေဆက်ဖြစ်တာ။နိရောဇန်တိကြတော့ဒုက္ခချုပ်သွားတယ်။အဲ့တော့ပရိသတ်သောဘက်ကဒုက္ခဖြစ်တယ် ဒုက္ခချုပ်တယ်ဆိုတဲ့နှစ်ချက်ကိုဟောတာအဲ့ဒါနဲ့ထောက်ဆပြီးတော့ကျေးဇူးဆရရင်သုံးတဲ့တဘုံသားတတ္တဝါတွေဟာသုံးတဲ့တဘုံကနေမလွတ်သေးတဲ့တတ္တဝါအကုန်လုံးလို့ပြောလို့ရတယ်အဲ့ဒီထဲမှာမှသောတာပန်တက္ကရာကအနာကံယန္နာထိအောင်ဒုက္ခမလွတ်သေးဘူးဒါကတော့ချွင်းချက်အနေနဲ့မှန်မှာကသောတာပန်တက္ကရာကအနာကံယဟန္တာမှာစသည်စသည်အတိတိအတကအတက ကိလေသာတွေပယ်ပြီးသားယန္နာမှာတော့ကိလေသာအလုံးပယ်ပြီးပြီသို့တော့ရုပ်ရည်နှိမ့်ဆက်ချက်ကိလေသာခံရသေးတယ်ဒါကြောင့်မို့လို့ဒုက္ခအပိပိုင်လွတ်သွားတယ်လို့ပြောလို့မရဘူးနိဗ္ဗာန်ကိုတော့အာရုံပြုနိုင်တယ်ဒါတော့ချွင်းချက်အနေနဲ့ကြိုပြီးတော့မှတ်ရမှာပေါ့အဲ့တော့အလုံးကိုခြုံငုံပြောရရင်သုံးတဲ့ပုံထဲမှာရှိနေသောတတ္တဝါမှန်သမျှတတ္တဝါမှန်သမျှလို့ပြောလိုက်ထားတယ်တပြိုင်တည်းဘာသာလည်းမခွဲတော့လူမျိုးလည်းမခွဲတော့ဘာသာရောလူမျိုးရောမခွဲတော့ ဘာသာလူမျိုးမကွဲတော်ဘူးဆိုလို့ရှိရင်ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဂျိန်းဘာသာမာမေဒင်ဘာသာဘယ်ဘာသာနေနေအကောင်လုံးကဘယ်ဘာသာနေနေဒုက္ခကိုဘယ်သူမှမကြိုက်ဘူးဆိုတဲ့သကကလုံးတစ်လုံးရတယ်နောက်တစ်လုံးကဘာသာရှိတဲ့ပုဂ္ဂိုလ်လည်းဒုက္ခကို မကြိုက်တယ်လို့ဘယ်ဘာသာမှမယူသောပုဂ္ဂိုလ်လည်းဒုက္ခကိုမကြိုက်ဘူးဒါသလို့ရှိရင်အဖြေဟာရှင်းသွားပြီအဖြေကဘာရှင်းသွားတာလဲလို့မေးရင် တတဝမှန်သမျှဘာသာရှိရှိဘာသာမရှိရှိဘယ်လိုပုဂ္ဂိုလ်မျိုးကမှဒုက္ခမကြိုက်ဘူးဘယ်လိုပုဂ္ဂိုလ်မျိုးကမှဒုက္ခမလိုချင်ဘူးအဲ့ဒီလိုဆိုရင်ပြိဿတော်ဘတ်နဲ့ချိန်ဆက်လိုက်တဲ့အခါမှာဘယ်သူနေနေဒုက္ခကအကုန်လုံးရှိတယ်လို့တကြောင်ပြန်တွေ့လို့ရတယ်။၃၀တပုံသားတွေမှန်သမျှဒုက္ခရှိတယ်။ဘာသာယူယူဘာသာရှိရှိဘာသာမရှိရှိဒုက္ခရှိတယ်။ နောက်တစ်ချက်ကဘာလို့ဒုက္ခရှိတာလဲ30ပုံထဲမှာမလွတ်သေးလို့ဒုက္ခရှိတယ်ဒါကြောင့်30ပုံထဲကလွတ်သွားတဲ့အခါကျတော့လောကတော်ဥတ္တရတိတိလောကုတ္တရာလောကတော်30ပုံလောကကြီးမှာဥတ္တရိလွတ်မြောက်သွားပြီဣတသမထို့ကြောင့်လောကုတ္တရာမဂ်ကင်၈ပါးမှနိဗ္ဗာန်အာယုလွတ်တယ်အဲ့ဒါကျတော့30ပုံကလွတ်သွားလို့နိဗ္ဗာန်လို့ပြောတာအဲ့တော့ဘယ်ဘာသာအနေနဲ့ဒုက္ခကိုမကြိုက်ဘူးဒုက္ခကိုမလိုချင်ဘူး ။ဘာသာရှိလဲဒုက္ခအောင်မကြိုက်ဘူး။ဘာသာမရှိလဲဒုက္ခအောင်မကြိုက်ဘူး။သို့တော့ဒုက္ခအောင်မကြိုက်ဘူးမလိုချင်ဘူးဆိုပေမဲ့လို့ဒုက္ခဘာလဲဆိုတာကိုသိမှဒုက္ခမရှိတာကိုသိမယ်။အဲ့ဒါကြတော့ဖုံးလွှမ်းထားတဲ့သစ္စာအနဲ့သစ္စာ၄ပါးမှာဒုက္ခကိုဒုက္ခမှမသိတာတစ်ချက်။ဒုက္ခမှမသိလို့နောက်တစ်ပတ်ဒုက္ခဖြစ်ကြောင်းတွေကိုလုံနေတာတစ်ချက်။ဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းနှစ်ခုတည်းကိုပဲလုံပြီးတော့ ဒုက္ခလွတ်ရလမ်းနဲ့ဒုက္ခလွတ်တဲ့နေရာကိုမတိတော့နှစ်ချက်ကလွတ်နေတယ်။တတဝါတိုင်းအဲ့ဒီလိုလွတ်နေတယ်။အဲ့တော့ဒုက္ခကိုမတိတာတစ်ချက်ဒုက္ခကိုဒုက္ခမှမတိတာဒုက္ခသစ္စာဒုက္ခမှမတိလို့နောက်ထပ်မှဒုက္ခကိုကျွလွန်တာသမုဒိယသစ္စာဒါဒုက္ခဖြစ်ကြောင်းဒုက္ခနဲ့သမုဒိယကျွလွန်နေမှာတော့ဒုက္ခလို့ရလမ်းဆိုတဲ့အကျင့်ကိုလည်းမသိတဲ့အတွက် မေဃသစ္စာလည်းမရှိတော့မေဃသစ္စာဆိုတဲ့ဒုက္ခလောရာလမ်းမရှိတဲ့ဒုက္ခလောရာလမ်းကိုမကျင့်နဲ့မသိတဲ့အတွက်ကြောင့်ဒုက္ခလွတ်နေသောនិရောဓသစ္စာကိုလည်းဘယ်တော့မှမရောက်တဲ့အတွက်တန်တရားတစ်ချောင်းလုံးကဒုက္ခကိုကြောက်တယ်ဒုက္ခကိုကြောက်တယ်ဒါဆိုရင်ဟုတ်ပြီဒုက္ခဘာလဲလို့မင်းအခုရထားတဲ့ခန္ဓာကိုဒုက္ခလို့တိုက်ရိုက်ခေါ်ဒါကြောင့်ဒါကြောင့်မလို့ ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတ္တသမုဒယောဟောတိဒီခန္ဓာဟာဒုက္ခပဲသို့တော့ခန္ဓာဒုက္ခလို့တတန်တရားလုံးမသိတာတတန်တရားလုံးဘဝပေါင်းများစွာဘဝနဲ့သာနေလာတာသုံးသက်တစ်ပုံးဆိုရင်ဘဝပဲဘဝလို့ပြောရင်ခန္ဓာပဲဒါကဒိဋ္ဌိလုံးအောင်ပြောတာသုံးသက်တစ်ပုံးထဲမှာတန်တရားတဲကမထွက်သေး၍ဒုက္ခနဲ့အတူတူနေတယ်ဒုက္ခကိုကြောက်တယ်ဒါပေမဲ့ဒုက္ခလို့ရလမ်းကိုမသိတဲ့အတွက် ဒုက္ခရောက်တဲ့အကြောင်းပဲလုပ်တယ်ဒုက္ခရောက်မဲ့ကုသိုလ်ပဲလုပ်တယ်ဒါကကုသိုလ် ਨੇ ပြောတာဒုက္ခရောက်မဲ့ကုသိုလ်ပဲလုပ်တယ်ဆိုရင်အခေါဏကပြောတယ်ဤကုသိုလ်သည်ဘာမသိတာလဲလို့မေးရင်လက်ရှိဒုက္ခကိုမသိတဲ့အတွက်နောက်တဲ့တပံဒုက္ခကိုပြန်တောင်းပြီးတော့ပြုလို့တော့ကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒုက္ခမလွတ်တော့အလူဖြစ်သွားတယ်ဒုက္ခမလွတ်တော့ ဖျားဝက်တဲ့ပတိစိတ်ပဋ္ဌံယောစသည်ចောင်းစားအခုဆိုចောင်းမြေခွဲလူစသည်အာလောဟာကုသိုလ်တော့ကုသိုလ်ပဲဒါပေမဲ့ဒုက္ခကိုမတိဘဲနဲ့လုတ်တဲ့ကုသိုလ်ဖြစ်တဲ့အတွက်ဒုက္ခပြန်ရ။ဘာကြောင့်ဒုက္ခပြန်ရတာလဲလို့မင်းရင်ဒုက္ခအောင်မတိလို့ဒုက္ခကဘာလို့လဲလို့မင်းရင်ဒုက္ခဟာခန္ဓာဆိုတာကိုဒုက္ခလို့မတိတဲ့အတွက်ပြုလုပ်တဲ့ကုသိုလ်ဟာကုသိုလ်ကတော့ကောင်းတယ်သို့တော့မတိတဲ့အတွက် ဘဝကိုပြန်တောင်းတာမသိတဲ့အတွက်ကာမစည်းစိမ်ဘဝစည်းစိမ်ကိုပြန်တောင်းတာဖြစ်တဲ့အတွက်တောင်းတာတည်းတစ္ဆာအနေနဲ့ပြောရင် သမုဒိယတစ္ဆာတရားကိုတလုံးချင်းသည်ပြောရင်မသိတာအဝိဇ္ဇာဘာမသိတာလဲလို့မေးရင်ဒီခန္ဓာဒုက္ခလို့မသိတာဒီအိုနာတေဟာဒုက္ခလို့မသိတာဒီလိုခန္ဓာရရင်ဒီလိုပဲသာသူသမီးဆိုအမွေခံဆိုးတွေနဲ့ဒီခန္ဓာရရင်ဒီလိုပဲခေါင်းကိုက်လဲနာသွေးတို့စည်းကြိုစသည်နှိမ့်ဆက်ချက်တွေပြန်ရမှာပါလားလို့ မသိတဲ့အတွက်မသိတာအဝိဇ္ဇာပြုလို့တာသင်္ခါရဆိုတော့အဝိဇ္ဇာနဲ့သင်္ခါရကပြိဿသုံးပတ်ပဲအဝိဇ္ဇာကအကြောင်းသင်္ခါရကအကျိုးသင်္ခါရကအကြောင်းခန္ဓာ၅ပါးကအကျိုးဆိုတော့အကြောင်းအကျိုးပြိဿသုံးပတ်ဒါကြောင့်မလို့ဧဝမေတ္တံအကေဝရတ္တဒုက္ခခန္ဓာတ္တတမှုရောဟောတိပုံညာဝိသင်္ခါရတော့လောက်တယ်ဒါမဲ့ကုစုကောင်းမှုပုံညာဝိသင်္ခါရဖြစ်ပင်မဲ့ဒုက္ခကိုဒုက္ခမှန်မသိတဲ့အတွက်မသိတဲ့အဝိဇ္ဇာကနေပြုလုပ်တဲ့ သမုဒိယသစ္စာကြောင့်နောက်တစ်ပံဒုက္ခ